်တာမကောင်းတဲ့ကုတိုက်တွန်းတတ်တဲ့အပေါင်းအသင်းမိတ်ဆွေတတိထားဖို့လိုအပ်တယ်မကောင်းတဲ့ဘက်ကို တိုက်တိုက်တွန်းတတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီတိုက်တွန်းတတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အမှုအကျင့်အတိုင်းကိုယ်ကလုံးမိသွားပြီဆိုရင်မကောင်းတဲ့အလုပ်လုံးမိသွားခဏခေတ်မှာတချို့ကအော်အပေါင်းနဲ့အသင်းနဲ့အလုပ်ကိုင် လုံးရတဲ့ဆိုတာ ူတောက်ရင်ကိုတောက်မှဖြစ်တယ်လူရမဝင်ဘူးလို့ထင်တယ်နော်မတောက်ဘဲနေရင်တောက်မှပဲကိုကလူညံ့လို့ကိုစိတ်ထဲထင်သွားတာမျိုးဖြစ်တယ်အေးတောက်တဲ့စားတဲ့ကြားတဲ့ရောက်တဲ့လည်းကိုလည်းတောက်မှခင့်မိတယ်လို့ထင်ပြီးတော့အဲ့ဒီလိုနေဒါလွယ်မှားတဲ့အတွေးတွေဒါလည်းဖြစ်တယ်တောက်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးကဘာလဲဖြစ်ပေါ်လာတဲ့ ချိုးချိုးကပါလဲကိုယ်ကသိဖို့လိုတယ်ပေါ့အယက်တေသာတောက်စားခြင်းရဲ့ချိုးချိုးကအ ਨੇ ဆုံးယောဂရတာယောဂဝေဒနာတို့ရဲ့ဖြစ်ပေါ်လာရာဖြစ်တယ်လို့ပြောဆိုပြားဟောတယ်အယက်တေသာဆွဲသွားရင်ငွေကုန်ကြီးကြများဖို့ဖြစ်တယ်ပစ္စည်းဥစ္စာတွေကုန်ဆုံးအယက်တေသာမူရနေလို့ရှင်အဆက်ကွဲတယ်နော်နောက်ဆုံးလူရမဝင်ဘူ ယောဂဖြစ်တယ်ဆိုတဲ့ဟာတွေဟာရှောင်လွဲလို့မရနိုင်တဲ့ဆိုးကျိုးတွေသာလည်းဖြစ်တယ်။လူရဝင်တာမဝင်တာဟာကိုယ်နဲ့ပါမှာကိုယ်ဆိုလူရမဝင်ဘူးဆိုတာလည်းကိုယ်ထင်တာပဲလူရဝင်တယ်ဆိုတာလည်းကိုယ်ဟာပဲထင်တာ။နော်အဲဒါကြောင့်မို့လို့ပပမိတ်တာတောက်ဖို့တောက်ဖက်ကစားဖို့ကစားဖက်မျိုးရှောင်ရမယ်လို့သူဆို။အေးတရားစကားဆွေးနွေးဖို့ဆွေးနွေးဖက်တရားနာဖို့နာဖက် ညာရေးတင်မောတင်ဘက်ဆိုတဲ့ကောင်းတဲ့ဘက်ကိုသွားတဲ့မိတ်ဆွေမျိုးတွေကိုတော့ကိုယ်တဏ္ဍာကိုယ်နဲ့မြဲမပြတ်ရှိဖို့ကုသိုလ်ဘက်ကတိုးတက်တဲ့မိတ်ဆွေတွေကိုချင်းတရားဘက်ကတိုးတက်လာတဲ့အပေါင်းအသင်းတွေအဲ့ဒါမျိုးတွေအဓိကထားမှာဖြစ်တယ်မို့အဲ့ဒီလိုအဓိကထားပြီးတော့ဘဝကို အနိုင်ယူနိုင်ရမယ်စိတ်ကောင်းနှလုံးကောင်းမွေးမြူခြင်းဖြင့်ပပိစာဆိုတဲ့စိတ်ယုံမှန်ကိုလွှမ်းမိုးနိုင်ရမယ် မိကောင်းဆွေကောင်းသူတော်ကောင်းတွေနဲ့ပေါင်းသင်းခြင်းအားဖြင့်ဘာမမိတ္တဆိုတဲ့မေယုတ်ဆွေယုတ်တွေကိုရှောင်ရှားနိုင်ရမယ်အဲ့ဒီလိုမြတ်စွာဘုရားကဘဝမှာလူတိုင်းလူတိုင်းကြုံတွေ့နိုင်တဲ့အခြေအနေရှင်မျိုးကိုဘုရားတတိထားပြီးတော့ဒီအခြေအနေရှိရကနေဘယ်ကိစ္စကိုအကြောင်းပြု၍မှအကုသိုလ်ဖြစ်စေနဲ့ကုသိုလ်ပဲဖြစ်အောင်ကြိုးစားလို့ အကုသိုလ်ကိုရှောင်လွှဲဖို့နဲ့ကုသိုလ်ကိုရအောင်လုပ်ဖို့ဒီဟာကိုအဓိကထားဟောတာကလည်းဖြစ်တယ်ပေါ့ဒီချက်တွေကရှောင်လွှဲလို့ရခြင်းမမရနိုင်ဘူးပေါ့လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာလောကရန်ဆိုတာရှောင်လို့မရဘူးလောကရန်ကရှောင်နေဖို့မကြိုးစားလေနဲ့ရှောင်ဖို့ကြိုးစားမှာလောကရန်ကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်ကိုရှောင်အောင်မှာဖြစ်တယ်